ိမ့်သိမ့်ကြစီတဘာဝအောင်တောတာစီဓမ္မမိတ်ဆွေပေါင်းလို့ခင်အပတ်စဉ်တိုင်းတင်ဆက်ပေးနေကြချိန်သိမ့်ကြစီတဘာဝအောင်ဆိုတဲ့ကံတာလေးတောက်ရှိလို့လာခဲ့ပြန်ပါပြီဒီဒီဘက်မှာတော့တတော်တစ်ပင်များအတွေ့မိမိတို့အသက်ကိုစည်းကြားစီများအကြောင်းကိုသင်ပြပေးတော့မှာပဲဖြစ်ပါတယ်တောတာရှင်ဓမ္မမိတ်ဆွေပေါင်းလို့ခင်စိမ့်လန်းဆိုပြနေတဲ့တစ်ပင်ဝါးပင်လေးတန်းကြောင်းနေတာ အဘဝတရားကိုဒန်းဆဲစီကလေးကျွန်တော်တို့လူသားတွေရဲ့စိတ်တက်နှလုံးကိုလေအေးမြစီပါတယ်။တဘာဝအတိုင်းဖြစ်တည်နေတဲ့ဂေဟာစနစ်ကိုလေအများကြီးအကျိုးပြုစီပါတယ်။ဒီလိုတန်ဖိုးရှိတဲ့သစ်ပင်များကိုစီကမ်းမဲ့စွာဖုတ်လဲနေကြတာကိုတွေ့တဲ့အခါမှာစိတ်မချမ်းသာစရာတွေစိတ်ပျက်စရာတွေဖြစ်ကြပါတယ်။ဒါပေမဲ့လည်းဒီလိုသစ်ပင်ခုန်နေတဲ့အဖြစ်ဟာဒီကကြီးမှာတော့တမာရိုးကြလို့ပဲပြောရမလို့တော့ဖြစ်နေပါတယ်။ ဒါတွေကပုံပုံထူးခြားတဲ့ဖြစ်စဉ်မဟုတ်ဘူးလို့တော့ယူဆကြတဲ့လူများစွာရှိပါတယ်။ဒါပဲလေထူးခြားတဲ့ဖြစ်စဉ်တခုရှိခဲ့ပါတယ်။ဒါတော့အိန္ဒိယနိုင်ငံမှာဖြစ်ခဲ့တာပဲဖြစ်ပါတယ်။တာမန်လေးကြည့်မယ်ဆိုရင်တော့ရိုးရိုးရှင်းရှင်းလောက်ရတခုလို့ထင်ရပေမဲ့လေတိတော့တစ်ပင်ရှိခင်သူတွေအတွက်ကတော့တကယ်ကိုဂုံယူဝင်ကြွားစရာဖြစ်တဲ့အချက်တခုပဲဖြစ်ပါတယ်။ဖြစ်စဉ်ကတော့ကြေးရပိုင်းတစ်ပင်များကိုအာနာပိုင်းအဖွဲ့အစည်းရဲ့ခုံတဲခြင်းမခံရအောင် အသက်ဆုံးကာဝယ်ကြတဲ့ပုံကိုယ်တွေပဲဖြစ်ပါတယ်။ဒီလိုစွန့်စားမှုမျိုးဟာဘဝမိသားစုတရားလုံးအတွက်သာဝရရှင်သန်စီမဲ့စွန့်လွတ်မှုမျိုးပဲဖြစ်ပါတယ်။ဖြစ်စဉ်ကတော့1930ခုနှစ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံဒေလီမြို့တော်ရဲ့အနောက်တောင်ဘက်ဂျာရစတန်ပြည်နယ်မှာဖြစ်ခဲ့တာဖြစ်ပါတယ်။ဒီပြည်နယ်ရဲ့ဂျိုဖူဝါနေဆက်ကစော်ဝါမဟာယာဇာတဲ့ဧစင်က နန်းတော်အစ်တီဆောက်ဖို့ရအတွက်ဒေသခံအုပ်စုများဂျုံကြီးကိုးွယ်ပိုင်ဆိုင်ရတဲ့အမြဲတမ်းစစ်တော်ကိုခုတ်လဲဖို့ရအတွက်အလိုရှိကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဤဒေသမှာရှိတဲ့ဒေသခံများနဲ့ရွာသူရွာသားများဟာခုတ်လဲခြင်းမပြုဖို့ရာသူတို့ရဲ့ဒိဋ္ဌံချက်ကိုယုံယုံကြည်ကြည်ခိုင်ခိုင်မာမာတက်ကြင်ထားခဲ့ကြပါတယ်။ဒါကြောင့်မို့လဲတစ်ခုတ်တဲ့အဖွဲ့ကိုရောက်ရှိလာတဲ့အချိန်မှာဒီကျေးရွာမှာရှိတဲ့အန်ရီတာဒေဝီဆိုတဲ့အမျိုးသမီးဟာ ြင်းပြင်းထန်ထန်ကြောက်ရွံ့ခဲ့ပါတယ်။တစ်ပင်တစ်ပင်အတွက်အသက်တစ်ချောင်းကိုစည်းမဲလို့ကြွေးကြော်ပြီးသူမရဲ့ခေါင်းကိုတစ်ပင်မှာကပ်ပြီးစည်းရင်အစ်စ်အနေထားနဲ့တန်တားခဲ့ပါတယ်။တစ်ပင်ခုတ်တဲ့အဖွဲကလည်းရှက်တာလည်းရှက်ဘောတာလည်းထွက်နေသူမရဲ့ခေါင်းကိုခုတ်တတ်ခဲ့ပါတယ်။သူမရဲ့နောက်မှာဝင်းရံနေတဲ့သူမရဲ့သမီး၃ယောက်ဟာလည်းမိခင်နီးတူကြောက်ရွံ့လို့မရှိဘဲနဲ့မိမိတို့ရဲ့အသက်များကိုစည်းပြီးတစ်ပင်များအတွက်အသက်ဆုံးခဲ့ကြပါတယ်။ ဒီလိုအသက်ဆုံးခဲ့ကြတဲ့သတင်းဟာပဝန်းကျင်ကိုပြန့်နှံ့သွားခဲ့ပါတယ်။ဒီလိုနဲ့ပဲအနီးအနားပဝန်းကျင်မှာရှိတဲ့ကျေးရွာ83ရွာကလည်းလိုကျလာခဲ့ပါတယ်။မိမိတို့ရဲ့အမြဲတမ်းတစ်တော်များကိုကာကွယ်ကြမယ်ဆိုတဲ့စိတ်ဓာတ်တွေဖြစ်ပေါ်လာပါတယ်။အမြဲတမ်းတစ်ပင်တစ်ပင်လေးဒုတိယအောင်လုံးအသက်ဆုံးကြမယ်တွေးကြော်ခဲ့ကြပါတယ်။ဒီလိုတစ်ပင်များအတွက်အသက်ဆုံးကြတဲ့တွေးကြော်သံများဟာကျေလောင်စွာဒေသအတွင်းမှာဖက်ပေါ်လာခဲ့ပါတယ်။အစပိုင်းမှာတော့ တကြီးရွယ်ဝများလူငယ်များတစ်ပင်များကိုပွေဖက်ပြီးအသက်ဆွန့်ကြပေမဲ့နောက်ပိုင်းမှာတော့အသက်ဆက်ဆက်လက်ထပ်နေကြတဲ့လူငယ်စည်းမောင်းတဲ့နေတောင် ကလေးလူငယ်တွေတောင်ပါဝင်လာခဲ့ပါလေဒီလိုနဲ့ပဲတစ်ပင်များကိုကာဝယ်ပြီးအသက်ဆွန့်ကြတဲ့ပုဂ္ဂိုလ်များဟာဤဒေသမှာ363ယောက်ကိုရှိခဲ့တယ်ဒါရီယာတကယ်ကိုရင်နစ်ဖွယ်ကောင်းတဲ့အဖြစ်အပျက်တွေဖြစ်ပါတယ် မိမိရဲ့အသက်တွေကိုစရေပြီးတစ်ပင်များကိုကာကွယ်ခဲ့ကြတာပဲဖြစ်တယ်။ဒီလိုနဲ့ပဲတစ်ပင်ခုတ်တဲ့အဖွဲကလည်းစိုးရင်ထိတ်လန့်သွားခဲ့ပြီးတစ်ခုတ်မှုကိုလက်တံပေးခဲ့ရပါတယ်။သူတို့ရဲ့အကြီးကဲစော်ဝါထံကိုဒီလိုအသက်ဆုံးသူများနဲ့ပတ်သက်ပြီးတရေစကားပြောခဲ့ပါတယ်။သူတို့ရဲ့အကြီးကဲစော်ဝါကြီးကလည်းတစ်ပင်ခုတ်မှုများကိုလက်တံဖို့ရာအမိန့်ပေးခဲ့ပါတယ်။ဒီလိုတစ်ပင်များအတွက်အသက်ပေးခဲ့ကြသူများရဲ့အဖြစ်ပြန်အိန္ဒိယနိုင်ငံမှာထိုးချင်းခါက တကယ်ရှိခဲ့တဲ့အဖြစ်ဖြစ်ပဲဖြစ်ပါတယ်။သူတို့ကအာဇာနည်စိတ်တတ်ပဲဖြစ်ပါတယ်။ဒီလိုအာဇာနည်များအတွက်အထိတ်မဲ့ကြောက်တိုင်များကိုခေချာလီကြေးရွာမှာစိုက်ထူထားရှိပါတယ်။ဒီကြောက်တိုင်များယနေ့ထက်တိုင်ရှိနေပါတယ်။လူထုဂုံပြုပွဲတွေပြုလုပ်ကျင်းပကြပါတယ်။နေ့စဉ်နေ့တိုင်းပြည်နယ်အတွင်းမှာရှိတဲ့တစ်တော်နဲ့တော်ရိုင်းတရိတ်ဆန်များကိုကာဝယ်စောင့်ရှောက်တဲ့ထူးချွန်တဲ့သူတွေကိုဂုံပြုပွဲတွေပြုလုပ်ကြပါတယ်။ဒါရီကတော့တိတော့တစ်ပင်များအတွက်မိမိတို့အသက်ကိုစွန့်ကြတဲ့ ပုံကူတွေအကြောင်းပဲဖြစ်ပါတယ်။ဖိတ်ရှင်များလည်းဘဝတရားဖြင့်တောတိပင်များကိုကာကွယ်စောင့်ရှောက်နိုင်သောပုံကူများဖြစ်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးပါတယ်။သောတာရှင်များခင်ဗျာကျွန်တော်ယခုတင်ပြခဲ့တဲ့သောဘာပါအချက်လက်များ2016ခုနှစ်ဇွန်လ6ရက်နေ့မှာထုတ်ဝေခဲ့တဲ့အမြဲစိဘဝဝပါဝင်ရင်ရေးရာတရင်ကြနေအတွဲ့တိအမှတ်စဉ်နှစ်ပါသောဘာရှင်ဘိုးရင်းရေးသားတဲ့ ်တပည့်များတို့အသက်ကိုစည်းကြသူများဆိုတဲ့စောင်းပါးကိုကိုးကားပြီးအတန်လင်းစောင်းပါးအနေနဲ့ကျွန်တော်ပြန်လည်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆိုရစီပေါင်းဘွာတယောက်ထင်းသိမ့်နိုင်သောပုဂ္ဂိုလ်များဖြစ်နိုင်ကြပါသည်ဗျာ။ကျွန်တော်ဇော်လိုင်းဦးပါ။